သိစုငိန်နဲ့လလမမတူဘဲနဲ့ Instagram အပြီးမှာဘာရီမှာတီးဆိုဖြောပြနေရလို့လူပြောများနေတဲ့အလှမဲ JK ဆိုဖီယာအလှမဲပြိုင်ပွဲအပြီးဘာရီမှာတီးဆိုနေရလို့လူပြောများနေတာကအလှမဲ JK ဆိုဖီယာပါဒါကြောင့်လေလူတွေကမနေ့ကသိစုငိန်နဲ့နှိုင်းရှင်က JK ဆိုဖီယာကိုတနာနေကြတာဖြစ်ပါတယ်အားလုံးသိကြတဲ့အတိုင်းအလှမဲ JK ဆိုဖီယာရောသိစုငိန်မှာ Instagram International ပြိုင်ပွဲကိုမြန်မာကိုစားပြုအလှမဲတွေဖြစ်ပါဝင်ရှင်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်ဒါမဲ့လေချင်းတွေကကွာခြားနေတာပါ ဒီနေရာစလုံးကနိုင်ငံတကာစင်မြင့်ချက်မှာမြမကုံဆောင်အနေနဲ့ရှင်ပြိုင်ခဲ့ကြသူတူပေမဲ့ပြန်ပွဲပြီးရလက်နဲ့လက်တွေ့ဘွားကတော့မိုးနဲ့မြေလိုကွာခြားနေတာကိုစင်မကောင်းပွဲတွေ့မြင်ရတာဖြစ်ပါတယ်ပရိသတ်တွေတတိထားမိကြမှာပါမနေ့ကသဲစုငိန်ပြန်ပွဲမှာပြန်ရောက်လာတဲ့အချိန်ကိုပြန်မြင်ရောက်ကြည့်လိုက်ပါသူမကတက်ငငယ်လေးနဲ့ Miss Grand International မှာတောဆုတစ်ခုကိုရှောင်းနိုင်ခဲ့တယ်လို့ပြည်တွင်းမှာလည်းသူမရဲ့စိတ်ကွက်ကအတော်လေးကျယ်ပြန့်ခဲ့ပါတယ်ရွှေဆိုင်ကျွညာစိန်ဆိုင်ကျွညာ ကားကျညာတွေလက်မလည်အောင် ရှိတ်ကူးရရသလိုရုပ်ရှင်စကားကြီးတွေမှာပါပါဝင်ပြုတ်ဆောင်ခွင့်ရှာခဲ့ပါရယ်။ဒေသုညင်းရဲ့ပုံရိပ်ဟာနေရာတိုင်းမှာရှိနေခဲ့ပြီးအမှုပညာကျင်းမြောင်များစွာရရှိခဲ့တာအားလုံးသိပဲဖြစ်ပါရယ်။တိုင်းမဲ့ဒီဘက်ကဂျေဂီဆိုဗီယာရဲ့အလဲမှာတော့အခြေအနေကတော်တော်လေးကွာခြားသွားပါရယ်။ဂျေဂီဆိုဗီယာမစ်ဝဲအင်တာနေရှင်နယ်ပြိုင်ပွဲကနေပြန်လည်ရောက်ရှိလာပြီးနောက်ပိုင်းမှာဒေသုညင်းလိုမျိုးကျညာကမ်းလှမ်းမှုတွေအမှုပညာလှူရှားမှုတွေတိတ်ဆိတ်နေတာတွေ့ရပါရယ်။ပို့ပြီးတော့ခရရထသွားစီတာကတော့သူမကိုစားတောက်ဆိုင်တွေဘားတွေမှာ ။တချင်လိုက်ဆိုပြီးတော့ပျော်ပြေနေရတဲ့ပုံစံမျိုးတွေတွေ့မြင်လိုက်ရတာပါပဲ။ဒီလိုအခြေအနေကိုမြင်တွေ့ရတဲ့အခါပရိသတ်တွေကြားမှာဝေဖန်တဲ့တနာယူနာတန်တွေထွက်ပေါ်လာပါရဲ့။တချို့ကလည်းနိုင်ငံကိုစားပြုအလားမဲ့တရားနေနဲ့တရဖို့စောင်းထားသူတရားနေနဲ့အခုလိုဘာရီမှာတချင်လိုက်ဆိုတာဟာကုန်တိခါပိုင်းရမဖြစ်တဲ့မူအစ်တန်းကြာစင်းစီရလို့ဝေဖန်ကြပါရဲ့။အချို့ကြပြန်တော့လေအလုတ်ကန်ရှားပါရဲ့ခင်မှာကိုဝမ်းစာတွေယူသားစွာတချင်းဆိုတာဘာမှလေးဆိုပြီး JK ဆိုဖီးယားဘက်ကနားလေပေးကြတာလည်းရှိပါရဲ့ ိုင်းမဲ့ဒီပြဿနာကြီးအဓိကရှိမြစ်ကိုလေ့လာကြည့်မယ်ဆိုရင်တော့အချက်နှစ်ချက်ကိုသွားတွေ့ရပါတယ်။ပထမချက်ကတော့ National Data Entry ရဲ့စွမ်းဆောင်ရေးကွာခြားချက်ပါပဲ။တဲစုငင်းတို့ဟာ ND ဖြစ်ခဲ့တဲ့ကိုထူးအလွင်ဟာ marketing သဘောတရားကိုကောင်းကောင်းသားလေပြီးသူ့အလမေကိုလူစိတ်ဝင်စားအောင်ဈေးကဝင်အောင်ပေါ်ပေါ်နိုင်ခဲ့ပါတယ်။လက်ရှိ ND ဖြစ်တဲ့ Comran ဆိုင်တော်တို့ရဲ့စီမံခန့်ခွဲမှုအပိုင်းမှာတော့အလမေကို brand တစ်ခုအနေနဲ့တည်ဆောက်တဲ့နေရာမှာအားနည်းချက်တွေရှိနေသလားလို့သုံးသက်စရာဖြစ်လာပါတယ်။ ဒုတိယချက်ကတော့ပြန်ဝင်ရှာလက်ပါပဲ။ဒေဆူညင်ကဘာပဲပြပြဝင်းနာအဆင့်သို့မဟုတ် runner app အဆင့်ကိုထိတွေ့နိုင်ခဲ့တဲ့အတွက် impact ကြီးမားခဲ့ပေမဲ့ JK Sophia ကတော့ and play စုမရရှိခဲ့သူဖြစ်သွားတဲ့အတွက်ကြုံညာရှင်ရဲ့စိတ်ဝင်စားမှုညှိနှိုင်းသွားတာလည်းဖြစ်ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်ပါနိုင်ငံကိုစားပြု search ကိုလွှဲထားတဲ့အလှမယ်တယောက်ခုလိုမျိုးညာဘက်ဘာရီမှာတီးဆိုပြီးတော့ရက်တည်နေရတယ်ဆိုတာကတော့မြန်မာအလှမယ်လောကရဲ့ခမ်းနားမှုနောက်ကွယ်ကရုံးကန်ရမှုတွေကိုမိမောင်းထုတ်ပြလိုက်သလိုပါပဲ။ တက်စုငိန်တို့ကစိန်စီတဲ့လမ်းကိုရှောက်ခဲ့ရပေမဲ့ JK ဆိုဖီယာလက်မှာတော့စုခင်းလဲဖြစ်နေတာကကံကြမ္မာလားအရေးချင်းလားတောင်းမို့စီမံခန့်ခွဲမှုညံဖြစ်နေလားဆိုတာစဉ်းစားစရာပါပဲကေပရိသက်ကြီးအောင်ဘယ်လိုမြင်ကြလဲ JK ဆိုဖီယာခုလိုဘာတွေမှတီးဆိုရတာဟာအလောက်မဲ့တယောက်တည်းသိခါကြစီရလို့ထင်လားဒါမှမဟုတ်တက်စုငိန်နဲ့ရှင်ပြီးတနာမိလားမိတ်ဆွေတို့ရဲ့မြင်လေးကိုလည်းကွန်မန့်မှာပုံပွင့်လင်းလင်းဆွေးနွေးသွားပေးကြပါဦးရှင်